အင်္ဂလိပ်စာကို professional ဆန်ဆန်ကျွမ်းကျင်ပိုင်နိုင်စွာပြောနိုင်တဲ့မြန်မာအနုပညာရှင်၃ယောက်ပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်ဒီကနေ့မှာတော့ကျမတို့မြန်မာအနုပညာလောကမှာရှိတဲ့ထူးချွန်တဲ့အနုပညာရှင်တွေတဲကမှအင်္ဂလိပ်ကိအရန်ကောင်းတဲ့ပြောရရင် international level မှာတောင်းရှင်ပေါင်းတန်းနိုင်တဲ့ celebrity တွေအကြောင်းကိုပြောပြပြီးတော့မှာပါအားလုံးသိကြတဲ့အတိုင်းမှာပဲဒီနေ့ခေတ်ကြီးမှာအင်္ဂလိပ်စာကတကယ်ကိုအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါပြီကိုရိုင်းကစူးစမ်းလေ့လာနေရတယ်လို့ကိုအားကြရတဲ့အနုပညာရှင်တွေကအင်္ဂလိပ် ကျွန်းကျင်းကျင်းပြောဆိုနေတာကိုမြင်ရကြားရတဲ့အခါမှာပို့ပြီးတော့ motivation ရစေရပါရှင်။ကဲဒီတော့ကျမတို့ရဲ့ list ထဲမှာဘယ်သူတွေပါမလဲပရိသတ်တွေမှန်းထားတဲ့သူတွေရောပါမလားစိတ်ဝင်စားဖို့ကောင်းနေပြီဆိုတော့အတူတူကြည့်လိုက်ကြရအောင်ပါ နံပါတ်3ဝိမုံရွှေကြီးပထမဆုံးအနေနဲ့ပြောပြချင်တာကတော့ KK လိုချစ်စနုနဲ့ခေါ်ကြတဲ့မင်းသမီးကျော်လေးဝိမုံရွှေကြီးပဲဖြစ်ပါရဲ့ရှင်။သူရဲ့နှုတ်ပညာအရေးသွေးကတော့ပြောစရာမလိုအောင်ပြောင်မြောက်ပြီးသားပါ။မြန်မာနိုင်ငံရဲ့ထိတ်တန်းမင်းသမီးတယောက်ဖြစ်တဲ့လို့နိုင်ငံတကာနဲ့လက်တွဲပြီးတော့အနှုတ်ပညာအလုပ်တွေလုပ်ကိုင်နေတာကိုလည်းအားလုံးအသိပဲဖြစ်မှာပါ။သူရဲ့အင်္ဂလိပ်စာအရေးသွေးကဘလောက်တောင်ကောင်းလဲဆိုရင်နိုင်ငံတကာ Film Festival တွေအင်တာဗျူးတွေမှာဆိုရင်သူရဲ့ smart ကြကြနဲ့ယုံကြည်မှုရှိရှိ အင်္ဂလိပ်လိုဖြေဆိုပြောကြားတော်တာတွေကိုတွေ့ရမှာပါ။ ဝင်းမော်ရွှေရနိုင်ငံသားဒါတရိုက်တာတွေတရုတ်ဆောင်တွေနဲ့အလုပ်တွေလုပ်တဲ့အခါမှာဘာသာစကားအခက်အခဲမရှိပဲပေါင်းကူဆက်သွယ်နိုင်တာဟာသူရဲ့ professionalism ကိုပို့ပြီးတော့ပေါ်လင်းစေပါတယ်။သူကအီးမေးဂျာနဲ့ပွဲရထားတာဖြစ်တဲ့အတွက် academic ဘိုင်းမှာလည်းအခြေခံကောင်းပြီးသားဖြစ်တယ်လို့လက်တွေ့နေပေမှာလည်းအမြင်နဲ့ထူးချွန်ထက်မြက်နေရကြောင်းသူရဲ့အင်္ဂလိပ်စကားကတကယ်ကိုမှအားကျစရာပါ။သူရဲ့စူးစမ်းအထောက်အမှုတွေကိုလည်းဒီနေရာကနေအသိအမှတ်ပြုပါရရှင်။နံပါတ်1နေထွတ် ကဲဒုတိယတယောက်ကတော့မျိုးဆက်သစ်တွေကအရင်ချင်းရောရုပ်ရည်ရောပြည့်စုံပြီးတော့ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့မင်းသားကျောင်းနေထွတ်ပဲဖြစ်ပါတယ်သူကတော့အင်္ဂလိပ်လိုအရမ်းမိုက်တဲ့အကောင်လေးဆိုပြီးတော့ပရိသတ်တွေကြားမှာရေပန်းစားပါတယ်။ဒါကလည်းဟုတ်ပါတယ်။သူကငယ်စဉ်ကတည်းက International School တွေမှာပဲပညာသင်ကြားခဲ့ရဖြစ်တဲ့အတွက်သူရဲ့အင်္ဂလိပ်အသံအတွက် pronunciation နဲ့စကားပြောတဲ့ flow က native speaker တယောက်လိုဖြစ်နေတာပါ။နံပါတ်1ရုံးဝတ်တွေလွင်မှု နောက်ဆုံးတရားနေနဲ့ကတော့ကိုပိုင်ရေချမ်းတဲ့ပြိသက်ရဲ့ချစ်ခင်မှုတွေကိုရရှိထားတဲ့ယုံလေလွင်မိုးပွဲဖြစ်ပါရဲ့ရှင်။မင်းသားကြီးဦးလွင်မိုးရဲ့သမီးလေးဖြစ်တဲ့ခေယွန်းကတော့အင်္ဂလိပ်စာနဲ့ပတ်သက်လာရင်ပြောစရာမလိုအောင်ထူးချွန်နေသူတယောက်ပါ။သူကလည်း International School တက်ရောက်ခဲ့ပြီးတော့နောက်ပိုင်းမှာနိုင်ငံခြားမှာပညာသင်ကြားနေခဲ့ရကြောင်းသူအတွက်အင်္ဂလိပ်စာကဒုတိယဘာသာစကားတစ်ခုလိုပါပဲ။သူရဲ့ vlog တွေ Instagram story တွေကိုကြည့်ဖူးတဲ့သူတိုင်းသိမှာပါ။ အင်္ဂလိပ်လိုပြောတဲ့အခါမှာတွက်လက်ပြီးတော့ယုံကြည်မှုအပြည့်ရှိတာပါသူရဲ့ lifestyle vlog တွေမှာဆိုရင်အင်္ဂလိပ်လိုပဲအစအဆုံးတင်ဆက်သွားတာတွေရှိပါတယ်သူရဲ့အတန်အတွက်ကလည်း standard british american essence နဲ့ပြောနိုင်တာကြောင့်ပရိသတ်တွေကသူ့ကိုမြန်မာပြည်က international vlogger တယောက်နေနဲ့တောင်တင်စားကြပါတယ်ဒါကသူရဲ့ပင်ကိုအည်သွေးပြင်ငယ်စဉ်ကလေးကရရှိခဲ့တဲ့ပညာရေးပတ်ဝန်းကျင်ကောင်းတွေကြောင့်လည်းဖြစ်ပါတယ် ။သူမကိုကြည့်ပြီးတော့မျိုးဆက်တဲ့လူငယ်တွေအနေနဲ့အင်္ဂလိပ်စာလေ့လာဖို့အတွက်အားကြအတူယူစီရပါပဲ။ဒီနေ့မှာတော့ကျမတို့ဟာအင်္ဂလိပ်စာကိုကျွမ်းကျယ်ပိုင်နိုင်စွာပြောဆိုနိုင်တဲ့အနုပညာရှင်၃ယောက်ဖြစ်တဲ့ဝင်းမောင်ရွှေရင်းနေထွန်းနဲ့ယုံရီလင်မို့တို့အကြောင်းကိုတင်ဆက်ပေးခဲ့တာပါ။ဒီ list တွေထဲမှာမပါသေးတဲ့ပရိသတ်တွေတခြားသေးတဲ့အင်္ဂလိပ်စကားကောင်းတဲ့အနုပညာရှင်တွေရှိရင်လည်းမှတ်ချက်ပေးခဲ့ပါအောင်နော်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။